ားလုံးမင်္ဂလာပါအခုတင်ဆက်မှုကမြန်မာဘောလုံးနဲ့အကသာသတင်းအစုံနဲ့အကြောင်းဝယ်ဖြစ်ပါတယ်မြန်မာ National League က Semi-final မန်လေးထုံးဖို့နဲ့ရန်ကုန်ဂျီရိုနဲ့တို့ရဲ့အပြိုင်ခဲမှုမှာရန်ကုန်ရနေတဲ့အသင်ကရနာဘုံအသင်ကို3-1ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးတော့ပိုလူပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ် ရန်ကုန်ယူနိုက်တက်အသင်းကမြန်မာ National League ကအုပ်စုပွဲစဉ်တွေမှာရန်ကုန် City အသင်းကိုဂုံးမရှိတည်းကချင်ယူနိုက်တက်အသင်းကို9ဂုံးခုံးမရှိ AU ယူနိုက်တက်အသင်းကို2ဂုံးခုံးမရှိမဟာယူနိုက်တက်အသင်းကို6ဂုံး2ဂုံးနဲ့အနိုင်ရရှိခဲ့ပြီးတော့အုပ်စုပုံနဲ့ Quarter Final ဆင်ကိုတက်ရောက်ခဲ့ပါတယ်။ Quarter Final အဆင့်မှာ Hanta United အသင်းကို Penalty ဆုံးဖြတ်နဲ့ထပ်မံနိုင်ရရှိခဲ့ပြီးတော့ Semi Final အဆင့်မှာတော့ရနာဘုံအသင်းကို3ဂုံး2ဂုံးဆိုတဲ့ရလဒ်နဲ့ထပ်မံနိုင်ရရှိခဲ့ပြီးဘိုလူပွဲအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါပြီ။ ရန်နာဘုံအသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာအကောင်းဆုံးကသမဆူပလေးယာအော့ဖ်ဒါမက်ချ်ကိုရန်ကုန်ယူနိုက်တက်အသင်းမှဒေးဗစ်ထန်ကနေရရှိခဲ့ပါတယ်။ဂျွန်လာ29ရက်နေ့ညနေ4နာရီအချိန်ရန်ကုန်မြို့သူဝနကွယ်မှာရှင်မြန်ကသာတော်မဲမြမအမျိုးသမီးတင်တဲ့တာမင်နစ္စတန်အမျိုးသမီးတင်တို့ရဲ့အာရှဖလားချင်းစစ်ပွဲစဉ်ကျင်းပဖို့ရာ6ရက်သားလိုပါတော့တယ် ရန်နာဘုံအသင်းရဲ့ကစားမဲ့ semi final ပွဲစဉ်အတွက်လက်ချင်းပြင်ဆင်ခဲ့ကြတဲ့ရန်ကုန် United အသင်းရဲ့ training season မှာမြန်မာလေးစဉ်အသင်းတိုက်စစ်မှုအောင်ကောင်းမှန်ကိုတွေ့ရှိခဲ့ရပါတယ်။ Thailand ဘောလုံးရာသီပြီးဆုံးနေတာကြောင့်မြန်မာလေးစဉ်ကစားသမားအများစုအမိနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီးတော့အောင်ကောင်းမှန်ကိုရန်ကုန် United အသင်းကခေါ်ယူသွားမလားဆိုတာကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အခုတင်ဆက်မှုလေးကိုကျန်နေတဲ့ဆိုရင် subscribe like and comment လေးလေးပြုလုပ်သွားပေးကြပါနောက်ထပ်ဗီဒီယိုတွေတင်ဆက်မှုတွေမှာပြန်လည်ဆောင်ရွက်ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်